ဒီဘက်ခင်မှာစေသိန်းဝန်းကျင်လောက်သုံးမယ်ဆိုရင်တော့မဖုန်းတက်တလုံးကောက်ကောက်ရဖို့ဆိုတာတော်တော်ခက်တယ်ဒီလိုမျိုးအရန်ခက်တဲ့ခေတ်ကာလမှာကကိုပေးရတဲ့ဈေးစေသိန်းဝန်းကျင်နဲ့အတန်ဆုံးပြန်ရမယ်ဖုန်းဆိုရင်ဘလို့ရွေးရမလဲဂိမ်းအတွက်ဆိုရင်ရောဘယ်ဖုန်းကပိုကောင်းလဲမိန်ကလေးအတွက်ဆိုရင်ရောဘယ်ဖုန်းကအတန်ဆုံးဖြစ်မလဲဆိုတာကိုဒီနေ့ဒီဗီဒီယိုမှာပြောပြဖုန်းကောင်းတစ်လုံးဆိုတာကဘတ်စုံလုံးဝကောင်းနေရမျိုးပြောချင်တာမဟုတ်ဘူးကိုသုံးမဲ့အပိုင်းတစ်ပိုင်းနှစ်ပိုင်းလောက်မှာ ုံးလို့အဆင်ပြေရပြစ်ချက်မရှိဘဲနဲ့ကောင်းကောင်းသုံးလို့ရမယ့်ဖုန်းကိုပြောချင်တာ။အို့မှာဂိမ်းဆုံးမဲ့3အတွက်ဆိုရင်ကို့အတွက်ဖုန်းကောင်းတစ်လုံးဆိုတာဘက်ထရီကောင်းရမယ်၊ performance မြန်ရမယ်၊ display ကြည့်ကောင်းရမယ်။ကြံတဲ့ camera ဘိုင်းတွေ innovative ဖြစ်တာတွေပြီးတော့ premium center မျိုးတွေကြာတိတ်ပြီးမကြည့်ဖြစ်တော့ဒီနေရာမှာကျတော့ daily use သုံးမဲ့ main key အတွက်ကျတော့အခြေအနေတမျိုးပြောင်းသွားရင် design ဘိုင်းလှရမယ်၊ premium ဆန်ရမယ်ပြီးရင်ကင်မရာဘိုင်းလည်းကောင်းရမယ်ကင်မရာကောင်းတာတော့မှတော့ဗီဒီယိုကဘလိုဖြစ်မှညာဖြစ်မှ ရိုင်းလိုက်ရင်ပိုပြီးလှနေမှာဆိုပြီးတော့လက်ထပ်ပြီးရွေးရသေးရပါသူတို့နေနေရကြတော့ performance day တို့ပြီးရင်ဒီလိုမျိုး CPU ဘာ၃နာရီညာ၃နာရီမျိုးတွေတိတ်ပြီးတော့မကြည့်ဖြစ်တော့သူတို့တက်ကဒီဇိုင်းမိုက်လှလှလေးနဲ့ခက်တွတ်တွတ်သုံးလို့ရအောင်အဆင်ပြေပြီအဲ့တော့ဒီလောက်ဆိုရင်ကို့အတွက်ဖုန်းကောင်တစ်လုံးဆိုတာဘယ်လိုမျိုးလဲဆိုတာနားလည်လောက်မယ်လို့ထင်တယ်ဆိုတော့ဒီလိုမျိုးတဏီယာမုတ်တဏီယာမှာကောင်းကောင်းသုံးလို့ရမယ့်ဖုန်းကောင်းတစ်လုံးတမျိုးပြောရရင်ကွာ merit ဖုန်းကောင်းတစ်လုံးကို၁၀သိန်းဝင်းကျင်နဲ့ပေးရတဲ့ဈေးနဲ့အတန်ဆုံးဖုန်းကို ဘလို့ရွေးရမလဲဆိုအောင်ဆက်ပြောပြမပြောခင်မှာစကားခံကြတာတခုတော့ရှိရယ် right အခုပြောမယ့်အကြောင်းအရာကြတော့ဖုန်းအသစ်ဆက်ဆက်ပါကင်တွေပဲရည်ရွယ်ပြီးပြောတာဆိုတော့စကန်ဝယ်ခြင်းနဲ့သူတွေအနေနဲ့ဆိုရင်ဒီထက်ပိုကောင်းတာပိုတန်တာတော့ရနိုင်အောင်ပါနောက်ပြီးတော့ပြောမဲ့ဈေးနှုန်းနေရာလဲအခုလက်ရှိပေါက်ဈေးကိုပဲပြောပေးထားတာဆိုတော့ဈေးနှုန်းပြောင်းလဲလေးရှိနိုင်တာကိုလည်းသတိပေးခြင်းနဲ့ဆိုတော့စားလိုက်ရပရမအောင်ဆုံးအနေနဲ့ recommend ပေးခြင်းတဲ့ဖုန်းက Redmi Note 50 Pro ဒီဖုန်းကကြတော့သူ့ပေးရတဲ့စက်သိန်းဝန်းကျင်မှာ performance လည်းကောင်းတယ် camera လည်းကောင်းတယ် အဲ့ဒါအပြင်ကမှဘက်ထရီဆိုရင်ခုနက mAh နဲ့ဆိုတော့ဒီဈေးဝင်းကျင်မှာတော့ရတာမတန်ဘူးလို့ပြောလို့မရတော့ပြီးတော့သူ့ဈေးရန်ဝင်းကျင်နဲ့ရှင်လို့ရတဲ့ဖုန်းတွေမရှိဘူးမို့ရှိရဒါပေမဲ့သွားကြတော့နောက်ဆုံးထွက်ထားတာဆိုတော့နောက်ဆုံးပေါ်ရီထဲမှာအတန်ဆုံးလို့ပြောရမယ်ပေါ့နော်အဲအဲ့တော့တန်တဲ့နေရာမှာချွင်းချက်တစ်ခုအနေနဲ့ဖြည့်ပြီးတော့ပြောခြင်းတယ်ဘာလဲဆိုတော့အခု Ryan ပြောနေတယ်ကင်မရာကောင်းတယ်ဘက်ထရီကောင်းတယ်ဆိုတော့ Redmi Note 50 Pro က China version global ဝယ်မယ်ဆိုရင် battery က6500 mAh ပြီးတော့ကင်မရာဆိုရင်လည်း telephoto lens တို့ဘာညာတော့အဲ့လိုမျိုးတွေမပါတော့ဈေးလဲပိုကြီးမယ်အဲ့တော့နည်းနည်းပဲတန်တယ်ဆိုတော့ပဲပြောလို့ရမယ်ခွာပြီးတော့ဒီ China version မှာကျတော့ဝယ်မယ်ဆိုရင်ဈေးက10သိန်းရနေ73သိန်းကြာစိုင်းနေလိုက်တော့ဈေးกว่าလိမ့်မယ်အဲ့တော့ကိုဝယ်မဲ့စိုင်းကတာဝန်ခံမှုတာဝန်ယူမှုအပြည့်နဲ့ဈေးတင်းတင်းရှိတဲ့စိုင်းမှာဝယ်နိုင်တယ်ဆိုရင်တော့ပိုတန်လိမ့်မယ်နောက်ထပ်အတန်ဆုံးက Redmi Tower 4ကိုကိုရိုင်းက game ဆော့ဖို့တဲ့ဖုန်းကောင်းကောင်းတစ်လုံးရှာနေရယ်ဆိုရင်တော့ဒီဖုန်းကိုတော့ ဒီဖုန်းရဲ့အဓိက chipset က Dimensity 8400 Ultra နဲ့ဆိုတော့ပြောရမယ်ဆိုရင်ကကွယ်ကွန်ရဲ့ Snapdragon 8 Gen 2 8 Gen 3လောက်နီးပါးထိကိုတော်တော်လေးကောင်းတယ်။အဲ့တော့ game တွက်တာဝယ်သုံးမယ်ဆိုရင်7သိန်းဝန်းကျင်ပေးသုံးရုံနဲ့ဒီနောက်ဆုံးထွက်သမျှ game တွေအကုန်လုံးကိုအမြင့်ဆုံး setting နဲ့ကောင်းကောင်းလေးထားပြီးတော့ဆော့လို့ရမယ်ကွာ။ပြီးတော့သူ့မှာပါတဲ့ battery ဆိုလို့ရှိရင်လည်းများတယ်အသွင်းတာလည်းမြန်တယ်။တည့်ရတိုင်းပဲ marriage day ရဲ့ထုံးစံတိုင်းတစ်ဖက်ကခြုံထွက်နေအောင်ကောင်းနေပြီဆိုရင်နောက်တစ်ဖက်မှာအားနည်းနေပြီသူ့မှာပါတဲ့ကင်မရာဆိုရင်50 megapixel wide 8 megapixel ultra wide selfie မှာဆိုရင်20 megapixel wide ဆိုပြီးတော့ပဲပါတယ်ကင်မရာမှာစုပ်ချနေရမျိုးပြောချင်တာမဟုတ်ဘူးကွာဒါပေမဲ့ပုံမှန်နဲ့ရှင်လိုက်ရင်တော့အားနည်းတယ်ဒီ Redmi Tab 4ကိုဝယ်မယ်ဆိုရင်တော့ sign နေ light ဈေးတွေက10သိန်းရနေ12သိန်းဝန်းကျင်လောက်ထိရနိုင်တယ် နောက်ထပ် recommend ပေးခြင်းတဲ့ဖုန်းတစ်လုံးကကင်မရာကောင်းကောင်းနဲ့ဒီဇိုင်းလှလှလေးရှာနေတဲ့ကောင်မလေးအတွက်ဒီဖုန်းကကြတော့ဘာဖုန်းလဲဆိုရင်ထွက်ထားတာနှစ်နှစ်ပဲရှိသေးတဲ့အမှန်ကုန်းလေးနဲ့ CV3 ဒီ CV3 ကထွက်ထားနှစ်နှစ်နဲ့ကြာရဆိုပေမဲ့ကွာ Android 50 HyperOS 3T ကို system update တင်လို့ရတဲ့ဖုန်းဆိုတော့ ကင်မယ်ဆိုရင်ကင်တဲ့အနေထားမှာရှိတယ်။အထူးသဖြင့် CV series ကို CV4 Pro လောက်ဈေးမလိုက်ချင်ဘူးဈေးမလိုက်နိုင်ဘူးဆိုတဲ့သူတွေကပို့ပြီးတော့အဆင်ပြေလိမ့်မယ်။ပြီးတော့ဒီ CV3 ကဘတ်ဆောင်သုံးရတာတကယ်ကောင်းတဲ့ဖုန်းလို့ပြောရမယ်။သူ့မှာပါတဲ့ကင်မရာဆိုရင်လဲကွာ main ကင်မရာလဲကောင်းတယ် selfie ကင်မရာလဲကောင်းတယ်သူ့မှာက32 megapixel ဒီ selfie ကင်မရာဘောနော် wide ရယ် ultra wide ရယ်ဆိုပြီးနှလုံးသုံးမိထားတာ true resolution လေးဖြစ်နေတာပါ performance လဲကြီးကြီးလိုက် dimensity 6000 ultra ကိုသုံးမိထားတာဆိုတော့ ကွယ်ကူ restaurant ကိုအိတ်ချံဝင်နေသွားပြီးတော့ညီးတယ်။အဲ့တော့ဂိမ်းဆုံးမယ်ဆိုရင်လေဂိမ်းကောင်းကောင်းဆုံးလို့ရတယ်။ဟောဒီလောက်ဘတ်ဆုံကောင်းနေရဖုန်းတစ်လုံးอ่ะခွာ။အားနည်းချက်တော့ရှိ။ဘာအားနည်းချက်လဲဆိုဘက်ထရီ။သူ့မှာပါတဲ့4500 mAh ကကြတော့ daily use သုံးမယ်ဆိုရင်ပြောရရင်အသိမခံဆွဲခံစားချက်ကိုရနိုင်တယ်ကွာဆိုတော့ဒီချက်ကိုလက်ခံနိုင်နေဆိုရင် Xiaomi CV3 က10သိန်းဝန်းကျင်နဲ့ရွေးချယ်ရတာတန်တဲ့ဖုန်းလုံးလို့တော့ပြောလို့ရတယ် CV3 တွေကလည်းဈေးနှုန်းက10သိန်းရနီး12သိန်း13သိန်းအမျိုးမျိုးရှိရဆိုတော့ကိုရွေးဝယ်ရင်ရွေးဝယ်သလိုတန်တန်လေးရလိမ့်မယ်အခုလက်ရှိနောက်ဆုံးထွက်ထားတဲ့ Redmi Note 50 Pro ရဲ့ဒီဇိုင်းကိုမကြိုက်ဘူးဆိုရင်နောက်ထပ်ရွေးချယ်စရာတခုရှိရဲ့အဲ့ဒါကတော့ပြီးခဲ့တဲ့နှစ်ကမှထွက်ထားတဲ့မြန်မာနိုင်ငံရဲ့လူကြိုက်အများဆုံး Redmi Note 40 Pro Plus Redmi Note 40 Pro Plus ရဲ့ China version ဝယ်မယ်ဆိုရင်တော့ performance camera battery အားလုံးဒီပါကောင်းတဲ့တန်တယ်ဆိုတဲ့အနေထားမှာရှိတယ် ပြောရမယ်ဆိုရင်ကနှုတ်စီးရီထဲမှာ balance အဖြစ်ဆုံးနဲ့သုံးရတာအတန်ဆုံးလို့တော့မှပြောလို့ရတယ်။ global version ဝင်မယ်ဆိုရင်တော့တန်တော့တန်သေးရဲ့ဒါပေမဲ့ remedy ရဲ့ထုံးစံတိုင်းပဲ global version ကိုဝင်မယ်ဆိုရင်သူ့မှာရှိတဲ့ camera တွေ battery တွေကကြတော့ china version တက်ကိုနည်းနည်းနည်းနဲ့အဆင့်တော့ရောက်သွားတာပေါ့စိတ်သိမ်းဝင်းကျင်ထဲမှာအတန်ဆုံးဖုန်းဆိုပြီးတော့မှဝင်ကြည့်လိုက်တာပါဒါပေမဲ့ media ကြီးပဲပြောနေရဆိုပြီးတော့တွေးနေရမလားတကယ်လဲ media ပေးရည်စီနဲ့တန်နေအောင်ဒါပေမဲ့ တူကြီးပဲရှိရတော့မဟုတ်ဘူး။ဥပမာတက္ကနိုရဲ့ Canon 40 Pro လိုမျိုးပေါ့။တက္ကနိုလို့ပြောလိုက်ပြီဆိုရင် entry level budget ဖုန်းတွေကိုပဲပြေးမြင်တာွာ။တကယ်တမ်းကသူ့မှာလူကြိုက်များပြီးတော့မှလူသုံးများတဲ့ဖုန်းတွေလည်းရှိတယ်။အော်ဒီတက္ကနို Canon 40 Pro မှာဆိုရင် gaming ဖုန်းတွေပြီးရင် flash level ဖုန်းတွေမှာပဲရတဲ့144 Hz နဲ့ AMOLED display ရမယ်။ performance ပိုင်းမှာဆိုရင်လည်း heavy graphic gain တွေကိုဒီ median graphic setting ကိုထားပြီးတော့မှခတ်တွတ်တလီဆော့လို့ရရွာ camera ဆိုရင်လည်း main camera အားနေတယ်ဆိုပေမဲ့ selfie camera တော်တော်လေးကောင်းတယ်တကူရှိတာကဒီ Canon 40 Pro မှာ 4G version နဲ့ 5G version ရှိတာဆိုတော့ဒါကိုတော့သတိထားသေးတယ် right အခုပြောပြပေးနေရကြတော့ Canon 40 Pro 5G version ပြောပြပေးနေရနော်ဆိုတော့တူအားလဲတူတူပဲဈေးက10သိန်းရနေပြီးတော့မှ12သိန်းလောက်မှာစိုင်းမောမှာမူတည်ပြီးတော့မှဈေးမျိုးမျိုးရှိတယ် နောက်ထပ် Techno တွေကနေ recommend ပေးခြင်းတဲ့ဖုန်းတစ်လုံးရှိတယ်။ဒီဖုန်းက OnePlus Hash နဲ့ပဲလာတယ်။ဒါပေမဲ့သူကတော့မှန်ကုန်။ performance တွေ battery တွေ camera တွေကတော့ balance ဖြစ်ဖြစ်နဲ့ကောင်းကောင်းလေးသုံးလို့ရတယ်။အဲ့တော့ balance ဖြစ်တယ်ဆိုရင်ထုံးစံတိုင်းပဲအပေါ်ကဖုန်းနေနဲ့ရှင်လိုက်မယ်ဆိုရင်တခုခုထူးချွန်နေရမျိုးတော့မရှိဘူးကွာဒီ Techno Power Cup ကလည်းဝယ်မယ်ဆိုရင်စေသိန်းဝင်းကျင်တဲ့ဈေးတန်လေးဝယ်လို့ရသည်ဒါကစေသိန်းဝင်းကျင်မှာအသစ်ဆက်ဆက်တွေကအတန်ဆုံးဖုန်းတွေပဲ ဗီဒီယိုစမှာပြောခဲ့သလိုပဲကိုရိုင်းက second phone နဲ့ပဲယူခြင်းနဲ့ဆိုရင်တော့ဒီထက်ပိုတန်တာတော့ရအောင်ပါပေါ့နော်။ဒါပေမဲ့မဟုတ်ဘူးအသက်ဆက်ဆက်တရားပဲယူခြင်းနဲ့ဆိုရင် right အခုပြောသွားတဲ့ phone တွေကအတန်ဆုံး phone တွေဆိုတော့တကယ်ရွေးချယ်မယ်ဆိုရင်ဒီ phone နဲ့ပဲဆန်ရွေးကြည့်ပေါ့။အဲ့တော့ဒီလောက်ဆိုရင် right ပြောသွားတဲ့အထက်မှာဒီ10သိန်းဝန်းကျင် phone တွေကိုဘယ်လိုမြင်လဲ။ပြီးတော့ကိုကိုရိုင်းရော၁၀သိန်းဝန်းကျင်ဖုန်းကိုဝယ်မယ်ဆိုရင်ဘလို့ဖုန်းမျိုးစားကိုရွေးမလဲဆိုတော့ကောင်းမှပြောသားပြပါ right ပါနောက်တဲ့ဆွေစားအောင်တဲ့ video နဲ့တူပြန်လာခဲ့ပါမယ်